ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစာမားတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ီနေ့သတင်းတွေထဲမှာတော့စစ်တပ်ကနောင်ချူမြို့နယ်ရဲ့လေကြောင်းကနေဘုံကျဲမှုမှာတပ်ထုကုမ္ပဏီလုတ်ွက်ထဲကြားရောက်ပောက်ကွဲခဲ့ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့ရဟတ်ယင်ဟာဆက်ချွေရမှုကြောင့်ပြတ်ကျခဲ့တာဖြစ်တယ်လို့စစ်ကောင်စီကလိန်လယ်သတင်းထုတ်ပြန်ပါတယ်။တမူပကဖရဲဘော်၁၀ရောက်အသက်ခံရတဲ့ကိစ္စအရေးယူပေးဖို့ အိန္ဒိယအစိုးရကို NUG ကတောင်းဆိုလိုက်ပါတယ်။အိန္ဒိယဈေးဆိုင်တွေက တူရကီကုန်ပစ္စည်းတွေကိုဘာကြောင့်တပိတ်မှောက်ကြတာလဲ။ဒီအကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ ခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှမ်းပြည်နယ်မြောက်ပိုင်းကဒီတအန်းတက် TNL ရထိမ့်ချုပ်ထားတဲ့နောက်ချူမြို့နယ်တဲ့စစ်တပ်ကလေးချောင်းကနေဘုံကျဲခဲ့လို့တပ်ထုကုမ္ပဏီလုတ်ကွက်တခုတည်းကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်စစ်တပ်ကလေးချောင်းကနေကျဲခဲ့လို့အဲ့ဒီဘုံဟာတပ်ထုတူးဖော်ရေးစက်ရုံဝင်တခုတည်းကိုကြားရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့ TNL ရထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကမေလ17ရက်နေ့မှာကျဲခဲ့တဲ့ဘုံဟာရှဲဆန်တပ်ထုကုမ္ပဏီဝင်နဲ့ကြားရောက်ပောက်ကွဲခဲ့တာကြောင့် င့်ပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ TNL ရဲ့ထုတ်ပြန်ချက်အရပျက်စီးဆုံးရှုံးမှုတန်ဖိုးကယွမ်သက်တန်း9သိန်းနီးပါးရှိတယ်လို့လဲဆိုပါတယ်။ လေချောင်းကနေပုံကျဲခဲ့လို့မြေတဲရင်နောက်ပြော်ဒီတတုထုတ်တဲ့ဆက်ပစ္စည်းခဲ့တယ်လို့ဆက်ပစ္စည်းတွေတူလောင်ထားတဲ့ယုံတလုံးနဲ့တခြားပစ္စည်းတွေထိမှန်ပျက်စီးကုန်တယ်လို့ပြောပါတယ်ကချင်လွတ်လပ်ရေးတမရကရရပစ်ချခဲ့တဲ့ရဟတ်ယင်ဟာဆက်ချွရွေးမှုကြောင့်ပြတ်ကျခဲ့တာလို့စစ်ကောင်စီကလိမ့်လေပြီးတော့သတင်းထုတ်ပြန်ပါတယ်ဖြစ်စဉ်ကတော့ဗမော်မျိုးသိန်းတိုက်ပွဲထဲမှာစစ်တပ်ကမေလ20ရက်နေ့မှာရဟတ်ယင်၃စီးနဲ့စစ်အင်အားလာပို့တဲ့အချိန် KIA နဲ့ပူးပေါင်း ဖွဲ့တွေကရဟယင်နဇီးကိုပြစ်ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။နဇီးကတော့ရွှေကူမျိုးနယ်ထဲက KIA တပ်ရင်းကနေမြေထဲမှာပြက်ကျသွားခဲ့တာဖြစ်ပြီးတော့နောက်တစ်စီးကတော့ရွှေကူမျိုးထဲကိုအရေးပေါ်ဆင်းသွားတယ်လို့ကချင်ပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။ ။ရွှေကူမြို့နယ်ထဲပြက်ကျသွားတဲ့ဒဇီးမှာတော့ဒီဘူကြီးအဆင့်ရှိတဲ့သူတယောက်ရဲ့အလောင်းကိုတွေ့ရှိထားတယ်လို့ဘူမူကြီးနော်ဘူးကအတည်ပြုပြောပါရယ်။ဒါနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကရွှေရန်ကိုထောက်ဖို့ပစ္စည်းတွေပို့ပြီးပြန်ထွက်လာတဲ့အချိန်ဗမော်မြို့ရဲ့အနောက်တောင်ဘက် ကီလိုမီတာ14000အကွာမှာဆက်ချွေရင်းမှုကြောင့်ပြက်ကျခဲ့တာဖြစ်တယ်လို့ဆိုထားပါရယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းတပ်တွေကတော်လန်ရေးကာလ9နှစ်တာအတွင်းမှာစစ်ကောင်စီရဲ့လေရင်လေ ၄စီးလောက်ကိုပြစ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။တမူပကဖရဲဘော်၁၀ရောက်အသက်ခံရတဲ့ကိစ္စစုံစမ်းအရေးယူပေးဖို့အိန္ဒိယအစိုးရကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါတယ်။တမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်၁၀ရောက်ဟာယာယီစခန်းရွှေ့ပြောင်းတာကိုတရင်ကြိုးပေးထားတဲ့ကြားကဖမ်းဆီးတပ်ဖြတ်ခံလိုက်ရတာလို့ NUG ကဆိုပါတယ်။ နေဆက်မှာရှိတဲ့တော်လိုင်းရဲ့အဖွဲ့ဝင်ဆယ်ယောက်ဟာအိန္ဒိယမှာနှိမ့်ဆက်တက်ဖြတ်ခံခဲ့ရတယ်လို့လဲတမူးခရိုင်ပအားဖအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အိန္ဒိယအစိုးရအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးပေးဖို့အပြင်အပြစ်ပေးအရေးယူဖြေရှင်းပေးဖို့ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်တောင်းဆိုလိုက်တာပါ။အိန္ဒိယနိုင်ငံဘက်ကသတင်းတွေရဲ့အဆိုအရကတော့မေလ14ရက်နေ့မှာချန်တဲခရိုင်မှာအာသန်ရိုင်ဖယ်တပ်နဲ့မြန်မာဘက်ကလက်နက်ကန်အဖွဲ့တို့ ကြားမှာပြစ်ခတ်မှုဖြစ်ပြီးတိုက်စုံမှုတွေရှိခဲ့တာလို့ဆိုပါရယ်ဒီပြစ်ခတ်မှုတွေမှာတော့မြန်မာဘက်ကလက်နက်ကင်တပ်ဖွဲ့ဝင်10ယောက်တိုက်စုံခဲ့တယ်လို့အိန္ဒိယစစ်တပ်အရှိပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါရယ်လေးပွင့်ကျေကုမ္ပဏီကလုံခြုံရေးတပ်ဖွဲ့ဝင်တွေဖမ်းသွားတဲ့ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်၄ယောက် မေလ20ရက်နေ့မနေ့ကပြန်လွတ်လာပါတယ်ပရာဒောင်ခေါင်းဆောင်၄ယောက်ဟာပရာဒောင်ဆွေမျိုးစုတွေရဲ့ဒေတာဖြစ်တဲ့မြင်းမထီတောင်မှာဒီတထုတူးဖော်မှုတွေလုပ်နေတာကိုဥဆောင်ပြီးတော့ဆန္ဒထုတ်ဖော်တောင်းဆိုရကနေဖန်စည်းခံလိုက်ရတာဖြစ်ပါတယ်သူတို့ရဲ့ဒေတာထဲမှာလေးပွင့်ကျဲကုမ္ပဏီနဲ့တရုတ် Master Watt ကုမ္ပဏီတို့ကအကြီးစားတထုတူးဖော်မှုတွေလုပ်နေတာကိုရပ်တန့်ပေးဖို့တောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ် ဖန်စီခံလိုက်ရတဲ့ဒီပရဒောင်းကောင်းဆောင်၄ရောက်အတွက်ကယန်းပြည်သက်ပါတီဗဟုကော်မတီနဲ့ပရဒောင်းဆွေမျိုးစုဗဟုကော်မတီတို့အကြားတွဲဆုံဆွေးနွေးညှိနှိုင်းပြီးတဲ့နောက်မှာအခုလိုမျိုးပြန်လွတ်လာတာဖြစ်ပါတယ်။သူတို့တွေဟာဖန်စီခံရပြီး၅ရက်အကြာမှာပြန်လွတ်လာကြတာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကနိုင်ငံခြားငွေဈေးနှုန်းမြင့်တက်နေတာဟာပြည်ပကိုထွက်ခွာတဲ့သူတွေများလာတာကြောင့်ဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာကုန်သွယ်မှု ပုံငွေပြနေပေမဲ့ပြပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေများနေပြီးဒီနိုင်ငံချားငွေတုံးဆွဲမှုကများပြားနေတဲ့အတွက်နိုင်ငံချားငွေဈေးကမြင့်တက်နေရတာလို့စစ်ကောင်စီကပြောပါတယ်။မေလ20ရက်နေ့မှာကျင်းပတဲ့စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းမှုအစည်းအဝေးမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်တာဖြစ်ပါတယ်။လက်ရှိနိုင်ငံတွင်းကစီးရေးနိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်ပိုင်းနဲ့လူလတ်ပိုင်းတွေဟာပညာရေးအပြင်အလုပ်ကံအခွင့်အလမ်းတွေအတွက် ြည်ပထွက်ခွာမှုတွေပိုပြီးတော့များလာနေပါတယ်လူငယ်တွေနဲ့ဒီလူလတ်ပိုင်းတွေဟာပြည်ပကိုထွက်ခွာရတဲ့အကြောင်းရင်းတွေထဲမှာတော့စစ်ကောင်စီရဲ့စစ်မှုရန်ဥပဒေကလည်းပါဝင်နေပါတယ်ခုဆက်ပြီးတော့ကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကိုပြောပြပါမယ်။စနေနေ့မှာနျူကလ িয়ার အရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်နဲ့အီရန်နိုင်ငံတို့ဆွေးနွေးဖို့ရှိနေပါတယ်။အတိအကျတော့အမေရိကန်အနေနဲ့အီရန်နိုင်ငံကိုနျူကလ িয়ার လက်နက်အတွက် လိုအပ်တဲ့ယူရေနီယံတန့်စင်မှုကိုလုံးဝမလုပ်ဖို့ပြောထားတာပါအီရန်ကတော့နျူကလ িয়ার စွမ်းအင်ဟာတခြားလုပ်ငန်းတွေအတွက်သုံးစွဲမှာဖြစ်လို့ဆက်လုပ်သွားဖို့လိုတယ်လို့ပြောထားပါတယ်စနေနေ့မှာလုံမဲ့ဆွေးနွေးပွဲကတော့ဂျားနိုင်ငံဖြစ်တဲ့အိုမန်နိုင်ငံမှာလုပ်ဖို့ရွေးချယ်ထားကြပါတယ်ဆွေးနွေးပွဲကိုအမေရိကန်ကတရိုက်တွဲဆောင်ဆွေးနွေးမယ်လို့ဆိုထားပြီးအီရန်ကတော့ဂျားလူကနေတဆင့်ခံဆွေးနွေးမယ်လို့ပြောပါတယ်အမေရိကန်သမ္မတထရမ့်ကတော့ဒီအီရန်ဘက်ကမလိုက်လျောဘူး ိုရင်အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မှုတွေချမှတ်မှာ ဖြစ်တဲ့အပြင်စစ်ရေးကိုလည်းတုံးဆွဲကောင်းတုံးသွားနိုင်တယ်လို့ဆိုပါတယ်ဆိုလိုတာကတော့အစ္စရေးနိုင်ငံကတဆင့်ဖြစ်စေအမေရိကန်ကိုယ်တိုင်ကဖြစ်စေနျူကလ িয়ার ဆက်ယုံတွေကိုတိုက်ခိုက်မဲ့သဘောဖြစ်နေပါတယ်အီရန်ဘက်ကဘာသာရေးကောင်းစာအယာတူလာခမေနီကတော့သူ့အနေနဲ့တော့ဒီအမေရိကန်ကအဲ့လိုမျိုးတိုက်ခိုက်မှုတွေလုပ်မယ်လို့မမျှော်လင့်ထားပေမဲ့ မှန်တကယ်လှုပ်လာခဲ့ရင်လည်းအီရန်အနေနဲ့အပြင်းထန်ဆုံးတုံ့ပြန်တိုက်ခိုက်သွားမယ်လို့ပြောထားပါတယ်အမေရိကန်ကတော့အီရန်နိုင်ငံမှာနျူကလ িয়ার လက်နက်ထဲအသုံးပြုနိုင်တဲ့တန်းစင်ယူရေနီယံ0%ပဲထရှိခွင့်ရှိမယ်လို့ရာဇဝတ်ပေးထားပါတယ်။ အီရန်နဲ့အမေရိကန်နိုင်ငံကြားတင်းမာမှုအား1989ခုနှစ်အီရန်နိုင်ငံကအမေရိကန်ထောက်ခံတဲ့ရှားဘီယင်ကိုဖျောက်ချခဲ့တဲ့နောက်ပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။အီရန်အစိုးရပိုင်းမီဒီယာတွေကတော့အီရန်ဒုံးကျည်တွေဟာအမေရိကန်နဲ့သက်ဆိုင်တဲ့နေမြေတွေကိုပိတ်ခတ်ဖို့အသင့်ပြင်ထားပြီလို့ရေးထားပါတယ်။ အိန္ဒိယဈေးဆိုင်တွေကတော့တူရကီကုန်ပစ္စည်းတွေကိုတပိတ်မှောက်လိုက်ပါတယ်။အဓိကအကြောင်းရင်းကတော့တူရကီသမ္မတထေရစ်အာဒူဂန်ကနောက်ထပ်မွတ်စလင်နိုင်ငံဖြစ်တဲ့ပါကစ္စတန်ကိုအားပေးထောက်ခံလို့ဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ဝေဟင်စီချင်းထိုးတိုက်ခိုက်မှုအပြီးမှာတူရကီသမ္မတရဲ့သွေးစီးညီညွတ်မှုကိုပြသတဲ့ပြောဆိုမှုထွက်လာခဲ့ပါတယ်။တပိတ်မှောက်တဲ့အထက်မှာတူရကီထုတ်ကော်ဖီချိုကလက်သစ်သီးတွေနဲ့အလှပြင်ပစ္စည်းတွေကနေအဝတ်အစားတွေအထိပါဝင်ပါတယ်။ တပိန်မောက်ရမှာအိန္ဒိယကဈေးဆိုင်ငယ်လေးတွေကနေ online online ကနေဒီလက်လီရောင်းတဲ့ပေမကုမ္ပဏီတွေအထူးပါဝင်ပါတယ်။တလင်းလာနေကတော့နိုင်ငံတလွားမှာရှိတဲ့စားတောက်ကုံရောင်းတဲ့ Mom and Pop Stores ိုင်း73တန်းကိုပစ္စည်းပို့နေတဲ့အိန္ဒိယနိုင်ငံလုံးဆိုင်ရာ စားသုံးသူကုန်ပစ္စည်းဖြန့်ဖြူးရေး Federation AICPDF ကတူရကီနိုင်ငံကထုတ်တဲ့ပစ္စည်းတွေကိုတပိန်မောက်လိုက်တဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။တပိ ိတ်မောက်မဲ့စားသုံးကုန်တွေထဲမှာတော့ chocolate wafer နောက်ပြီးတော့ရိုးစုံ biscuit နဲ့ skin care ထုတ်ကုန်တွေလည်းပါနေပါတယ်။ online ဈေးရောင်းကုမ္ပဏီတွေကလည်းသပိတ်မှောက်တဲ့အထဲမှာပါလာပါတယ်။ Flacket လို့ခေါ်တဲ့ဒီ online ဈေးစင်ထဲကတူရကီ brand ဝတ်စားနဲ့ fashion ပစ္စည်းအများပြားကိုဖယ်ထုတ်လိုက်ကြပါတယ်။အစိုးရအနေနဲ့ကတော့အစောပိုင်းကတည်းကလေဆိပ်ဝန်ဆောင်မှုပေးနေတဲ့တူရကီကုမ္ပဏီကြီးတစ်ခုကိုသဘောတူညီချက်ရုပ်သိမ်းထားခဲ့တာဖြစ်ပါတယ်။ ီနေ့ရဲ့အစီအစဉ်ကိုကျွန်တော်တို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကဖြစ်ပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မင်းမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။